ဂျော်ရှော်ဘန်ကရိုင်ဝဲကိုနိုင်ယူပြီးကဘာကိုတုံလုံးစင်မယ်လို့ထင်ကြေးပေးလာခဲ့တဲ့ဒေဝဘရေဒါများလုံးမင်းမင်္ဂလာပါခင်ဗျာမက်တချာဖော့ဆိုကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင် UFC 317ပြိုင်ပွဲမှာ Flyweight တန်းရဲ့ Ascendant Fighter Brandon Ryan နဲ့ရှင်ပြိုင်ထိုးသက်သွားဖို့ရှိနေတဲ့ချင်းလေးဗန်ကရိုင်ဝဲကိုနိုင်ယူပြီးကဘာကြီးကိုအားအသင့်သွားစေလိမ့်မယ်လို့ဒေဝကဟောကိန်းထုတ်လိုက်ပါရင်သူရဲ့ social media အကောင့်ကနေတဆင့်ဒေဝကလာမယ့် UFC 317ပြိုင်ပွဲမှာမြန်မာ Fighter ဂျိုရှော်ဘန်ကအနိုင်ရပြီးကဘာကိုတုံလုံးစင်မယ်လို့ထင်ပါရင်သဘောတူပါသလားဆိုပြီးတော့ post တင်ထားခဲ့တာပါ ဒေဝဟာမြမရွာလုံးရဲ့လောကမှာကာလရှည်ကြာကျင်းလည်ဖြတ်တန်းခဲ့ဖို့သူပြီးပြီးပြိုင်ပွဲတစ်ခုရဲ့အနေထားချန်ပီယံလမ်းကြောင်းစတာတွေကိုလည်းကောင်းစွာသဘောပေါက်သိရှိထားသူဖြစ်ပါတယ်။တူကိုတိုင်းလည်းရွာလုံးဝေးမှာချန်ပီယံတယောက်ဖြစ်ခဲ့ဖို့လာကြောင်းဘန်ရဲ့ဆွမ်းဆောင်ရေးကချန်ပီယံခပတ်လမ်းကြောင်းပေါ်ကိုဖြည်းဖြည်းချင်းရှောင်လန်းနေတာဖြစ်ကြောင်းလည်းဒေဝကအတိအမှတ်ပြုဝေခဲ့တာဖြစ်ပါတယ်။ဘန်ဟာ USC Flyweight တန်းမှာလင်းမြန်စွာထင်ရှားလာနေတဲ့ Fighter 2ဖြစ်ပြီး သူနဲ့သူ့ရဲ့ကောင်းမွန်တဲ့ထိုးဝဲမှန်တမ်းနဲ့နောက်ဆုံးရှင်မြန်ကစားခဲ့တဲ့ UFC 31ဆစ်မှာဘရူနိုဆေးဘောက်ကိုနိုင်ရတဲ့ TKO အောင်ပွဲကသူ့ရဲ့စမ်းဆောင်ရည်ကိုတတ်တည်ပြနေပါတယ်။ဒေဝါကဘန်ရဲ့နေမြန်တဲ့တိုက်စစ်ပုံစံပွဲထဲမှာမနာမနေတိုက်စစ်ကစားနိုင်မှုတမနစ်ကို8.2ကျင်းအထိ striking ရရှိထားနိုင်တဲ့စံချင်းဘန်ရဲ့စိတ်နဲ့ပြင်းပြမှုတွေကိုသဘောကျနေပြီး UFC 31ဆစ်မှာ Rival Lo Titan Fighter တို့ကိုကောင်းစွာရှင်ပြိုင်ကျော်ဖြတ်နိုင်လိမ့်မယ်လို့ယုံကြည်နေပါတယ်။ဒေဝါကိုယ်တိုင်လည်းရိုးရလဝိတ်လောကမှာ ခြောက်ပွဲနိုင်ခြောက်ပွဲတေရလည်းနဲ့ပြိုင်ဘက်မရှိတဲ့အောင်မြင်မှုတွေကိုရရှိခဲ့သူဖြစ်ပြီးသူ့ရဲ့စွမ်းရည်နဲ့ပြိုင်ဘက်တွေကိုကြော်ဖြတ်နိုင်ခဲ့တဲ့အတွေ့အကြုံတွေကြောင့်ဖန်ရဲလာလာကိုခံမှန်းသိရှိနေတာလည်းဖြစ်နိုင်ပါတယ်။ဒီဝဟောင်မြန်မာနိုင်ငံရဲ့နာမည်ကြီးတဲ့အားကစားသမားတူဖြစ်ပြီး2016ခုနှစ်မှာမြန်မာလက်ဝဲရဲ့ရွှေခပတ်ကိုပထမဆုံးနိုင်ငံခြားသားအနေနဲ့ရယူနိုင်ခဲ့သူဖြစ်ပါတယ်။သူဟာမြန်မာရင်ကျေးမှုကိုလေးစားပြီးမြန်မာနိုင်ငံသားတွေရဲ့ချစ်ခင်မှုကိုရရှိထားသူတူလည်းဖြစ်ပါတယ်။ဖန်ဟာမြန်မာနိုင်ငံမှာမွေးဖွားခဲ့ပြီး USC မှာမြန်မာလန်ကိုပထမဆုံးကိုစားပြုခွင့်ရခဲ့တဲ့ဖိုက်တာတူဖြစ်တဲ့ဆိုတာကို ဒေဝကသိရှိထားသလိုဗန်ရဲ့ပြည်မှုကပြောကြားလိုက်တဲ့စကားလုံးတွေထဲမှာလည်းမြန်မာနိုင်ငံကိုချစ်မြတ်နိုးကြောင်းအမြဲတမ်းပါဝင်နေတာကြောင့်ဒေဝကသူ့လိုမြန်မာနိုင်ငံကိုချစ်တဲ့မျိုးဆက်တဲ့ fighter 2ကိုပွဲမတိုင်ခင်မှာအပိတ်ကပြောကြားရင်စိတ်တက်ခွန်အားပေးခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒေဝတို့လို Wyn Fighter တွေစီကနေအခုလိုမျိုးအပိတ်ထောက်ခံမှုတွေရရှိတာဟာဗန်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ယုံကြည်မှုတွေကိုမြင့်တင်စေနိုင်မှာဖြစ်ပြီးဒါက Rival နဲ့ရှင်ပြိုင်ထိုးတက်ရတဲ့အခါမှာအကောင်းဆုံးအထောက်ပံ့ပေးနိုင်မှာပါ။ဗန်ရဲ့အောင်မြင်မှုဟာမြန်မာအကစားသမားတွေကိုကမ္ဘာစင်မြေမှာထင်ရှားစေနိုင်ကြောင်းနဲ့ ဒီဝအနေနဲ့ဒီလို post တင်ပြီး ban ကိုထောက်ပံ့တာဟာမြန်မာအာကစားနယ်ပယ်ကိုမြင့်တင်လို့တဲ့သူရဲ့ဆန္ဒတစ်ခုလည်းဖြစ်နိုင်ပါတယ်။ဒီဝဟာမြန်မာနိုင်ငံမှာကြီးမားတဲ့ပြည်သက်အုပ်စုကိုပိုင်ဆိုင်ထားပြီးသူရဲ့2016ခုနှစ်ကမြန်မာယူရမင်္ဂလာပွဲကိုရုပ်တံတင်ဆက်မှုကမြန်မာနိုင်ငံမှာပြည်သက်တန်း30ခန့်ရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။ဒါကြောင့်သူဟာမြန်မာပြည်သက်တွေနဲ့ယင်းနေ့တဲ့ဆက်ဆံရေးရှိသူတူဖြစ်ပါတယ်။လက်ရှိချိန်မှာမြန်မာနိုင်ငံတဝန်းလုံးကပြည်သက်တွေဟာ Brandon Rivera နဲ့ရှင်မြိုင်ထိုးတက်မဲ့ဗန်အပေါ်မှာအပြေးဝါနဲ့အားပေးဝဲရနေကြပါတယ်။ ရိုင်မန်က flyweight တန်းရဲ့အဆင့်တင့်နေရာမှာရက်တည်နေတဲ့ fighter မကလို့ဂျိုပဲပေါင်းနေပါစေအဆွဲပဲရှိနေပါစေဒီဘက်မှာဘန်ကပဲ rival ကိုအနိုင်ရရှိသွားနိုင်မယ်လို့လည်းမြန်မာပြည်သူတွေကတခဲနဲ့ယုံကြည်အားပေးနေကြပါတယ်။ဒါကြောင့်ဒေဝါကလည်းဘန်ကိုထောက်ခံအားပေးတဲ့ post တင်ခြင်းဖြင့်မြန်မာပြည်သူတွေရဲ့ချစ်ခင်မှုကိုမြင့်တင်ခဲ့ရလဲရောက်ပါတယ်။ဒေဝါကလက်ရှိမြန်မာနိုင်ငံမှာရှိနေပေမဲ့မြန်မာနိုင်ငံရဲ့ပတ်သက်တာတွေကိုတော့အမြဲတမ်းနားဆွင့်ထားလေးရှိတတ်ပါတယ်။မြန်မာနိုင်ငံမှာရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့သဘာဝဘေးအန္တရာယ်တွေအတွက်လည်းဒေဝါကသူတက်နိုင်သလောက်လှူဒါန်းမှုတွေပြုလုပ်လေးရှိတတ်ပါတယ်။ ဒီပါပွဲတွေပါဝင်ရှင်ပြိုင်နေတဲ့မြန်မာဖိုင်တာတွေကိုလည်းသူတက်ဆန်းသွင်းအကြံပြုကြောကြားထားတဲ့ကိုဒီဘွားကပြုလို့လည်းရှိကြပါတယ်။ဒါကြောင့်အခုတနိုင်ငံလုံးကစိတ်ဝင်စားနေကြတဲ့ဗန်ရဲ့ပွဲမှာဗန်ကကဘာကြီးကိုအံအားတင်သွားစေခဲ့မယ်လို့ဗန်ကိုထောက်ခံတဲ့ post တင်တာဟာသူ့ရဲ့စိတ်ရင်းအမှန်နဲ့လုပ်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။ပြည်သူများအနေနဲ့ကရောဘလို့များယူဆမိကြပါသလဲ။ဒီဘွားကဗန်ကိုယုံကြည်လို့အခုလိုမျိုးတွေပြောလာခဲ့တာလား။ဝိတ်တန်အစင်းတင်ရဲ့ fighter နဲ့ထွေးရမှာဖြစ်လို့ဗန်ကိုအားပေးစကားပြောလာခဲ့တာလား။ဒါမှမဟုတ်တနိုင်ငံလုံးကဗန်အတွက်ရေရွတ်တဲတဲဖြစ်နေကြတာကြောင့်သူလဲခါရောင်မီလေးဝင်ရောက်ပြီး ပနာဝင်ယူတာလားဘယ်လိုများမြင်ကြလဲပြောပြခဲ့ကြပါဦးဟုတ်ကဲ့ပါဗျာဗီလေးကလောက်ပါပဲနောက်နေ့မှလည်းအားကစားနေပတ်သက်တဲ့သတင်းချားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Matchstar Forum Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share မိကြပါဦးလို့ပြောရင်းနေကောင်းချိုလိုက်ရပါတယ်ခင်ဗျာ